တရုတ်နိုင်ငံရဲ့ဟာဝေးနည်းပညာကုမ္ပဏီကစစ်ကောင်စီတွက်ကူညီပေးနေတဲ့ PSMS နည်းပညာနဲ့တော်လှန်ရေးလူငယ်တွေကိုဖန်ဆီးနေတာကြောင့်ပြည်တွင်းက CDN စစ်ပြေးရဲပြည်တွေယူဆိုင်နေတိုင်းတွလာကြဖို့ CDN ဗိုလ်ကြီးစင်ရောကအပေကတဆင်တတိပေးစကားပြောပါတယ်စစ်ကောင်စီက PSMS နည်းပညာကိုတနင်္ကြန်ကျဲသုံးပြုအတွက်ပြည်သူတွေကိုစမတ်ကတ် UNDP ပြုလုပ်ခိုင်းခဲ့တာဖြစ်ပြီး PSMS နည်းပညာကိုအသုံးပြုကသူတို့ထင်ရှားတဲ့မြို့တွေကလူငယ်တွေကိုဖန်ဆီးနေတာပါ ဟုတ်ကဲ့ခင်ဗျအဲတချို့တော်တော်များများဖမ်းမိသွားတာတွေများတယ်အဲအခုကျွန်တော်တို့ဒီဖမ်းဝရမ်းထုတ်ခံထားရတဲ့လူတွေအပြင်ဘသူတွေပါဒုက္ခရောက်နေလဲဆိုတော့ကျွန်တော်တို့ဒီတပ်ပြေးရဲပြေးတွေပေါ့နော်တပ်ပြေးရဲပြေးတွေတချို့ကစီရန်လုတ်တယ်ဒါပေမဲ့ယူဒနန်ပြေးလာတဲ့ပုံစံမျိုးနဲ့ပဲဒီရက်ွက်တွေမြို့ရွာတွေမှာပေါ့နော်ပုံဖြတ်ပြီးတော့နေနေကြတာတွေရှိတယ်အဲသူတို့တွေတည်းအရန်အန်ရယ်များတယ်ပေါ့နော်အရင်တော့ဆိုရင်ဒီလောက်ကြီးလိုက်ဖမ်းတာမဟုတ်ပေမဲ့ဒီအခုဆိုရင်ဒါခကြီးသွားတဲ့နေရာတွေကြာရင် ဒါဖြတ်ရတော့မှာပေါ့နော်ဖြတ်တဲ့အချိန်ကျရင်စစ်ပြေးရေးပြီးပါမိသွားပြီးတော့ပြန်ပြီးတော့အတုံးချနိုင်တယ်ပြန်အတုံးချနိုင်တယ်ဆိုတာသူတို့ထောင်ချမှာမဟုတ်ဘူးဒီစစ်ပြေးတွေကထောင်ချပြီးပြီးပြီသူတို့ဇလန်းပြတ်ပြီးဆိုပြီးတော့ခံယူချက်ရှိတယ်ဒါပေမဲ့သူတို့က၆မှာပေါ့နော်၆လိုက်ချောလိုက်တော့အနောက်လူတွေကစိတ်မချပါဘူးကွာမင်းတို့ကောင်တွေကအကြောင်းမျိုးမျိုးကြောင့်လာထွက်ပြေးသွားတာပါစစ်တပ်ပေါ်တစ္ဆာရှိတယ်အဲအရင်ယာတို့တွေပြေးပါမယ်လာသာပြန်ပြေးမယ်ဆိုပြီးတော့တိုက်ခိုင်းမဲ့အနေအထားမျိုးလို့တော့ကျွန်တော်တို့ကတော့မြင်ပါတယ်ဒါကြောင့်ပြည်တွင်းမှာရှိတဲ့ဒီ စစ်ပြေးရဲပြေးတွေရောပေါ့နော်စီရီယန်တွေရောကျွန်တော်တို့လွတ်မြောက်ရနေရာတွေမှာဒီရှောင်ကွင်းပြီးတော့ပေါ့နော်ဒီအဟန်တားတွေကိုရှောင်ကွင်းပြီးတော့အများဆုံးလွတ်မြောက်တဲ့နေရာတွေကိုခူလုံရပါလို့ပဲကျွန်တော်ကတော့တိုက်တွန်းမှကျင်ပါလေခင်ဗျဟုတ်ကဲ့တော်လိုင်းကြီးလူငယ်မြောက်များနဲ့မကြာခဏနေရာရှိပေါင်းနေထိုင်ရတဲ့စီရီယန်တွေဟာတရုတ်နိုင်ငံဟာဝေးကုမ္ပဏီကကွန်ဂျီပေးနေရဲ့ PSMS ညပညာကြောင်းဖက်စည်းခံထားတဲ့သူတွေလည်းအမြောက်များရှိနေတယ်လို့ CDN Taiwan ကပြောပါတယ် ဒီနည်းပညာကဘာလဲဆိုတော့အရင်ကျောင်းအားလုံးလည်းသိပါတယ်နိုင်ငံတော်တော်များများလည်းဒီဒီစိတ်တို့ဘာလို့မှအကုန်ကျင့်သုံးကြတာပါဒီစိတ်မှာဖြတ်လိုက်တာနဲ့ဒီလူကဘာပြင်းမှုရှိတယ်ဘာပြင်းမှုမရှိဘူးဆိုတော့အကုန်လုံးတည်တာအကုန်အဲ့ပညာကို तू ကပြည်တွင်းမှာပါ तू ကပြောမယ်ဆိုလို့ရှိရင်နေဆက်အထွက်ဂိတ်တွေတော်တော်များများမှာ तू ကတက်ဆင်လာပြီလို့သိရတယ်အဲ့လိုမျိုးဒီပညာကိုပေါ့နော် အဲ့ဒီပညာကအမှန်တာမန်နိုင်ငံဆိုလို့ရှိရင်ဒီဤပညာဖွံ့ဖြိုးတဲ့ဒီကဘာကြီးထဲမှာဒီဤပညာရှိတာတော့အရင်ကောင်းတာပေါ့ကျွန်တော်တာမန်နိုင်ငံမှာတော့ကိုယ်နိုင်ငံအတွင်းမှာတကယ်ဒူးဆိုက်လုပ်ငန်းတွေဒီမတရားလုပ်တဲ့လူတွေဒီလူတွေကိုဖမ်းဖို့အတွက်ကိုကျွန်တော်တို့နိုင်ငံအတွက်အရင်ကောင်းတာပေါ့ဒီ main online လို့အာနာတိန်းနာနဲ့ဒီမတရားအာနာတိန်းနာတဲ့သူ့လက်ထဲမှာဆိုလို့ရှိရင်ဒီဥစ္စာကကျွန်တော်တို့နိုင်ငံရေးသမားတွေအတွက်ကအရင်အနေရှိတာပေါ့နော် ဘာဖြစ်လို့သူကဒီနည်းပညာနဲ့အကုန်လုံးသူက Facebook ကိုဖမ်းတော့မောပြီးခဲ့တဲ့မလ14ရက်နေ့ကရှမ်းပြည်နယ်ကလောမြို့ဂျေကွန်ရွာနာကစစ်စီအေးဂိတ်မှာစစ်တပ်ကပုံမှန်90ညနဲ့ဖမ်းဝရမ်းထုတ်ထားတဲ့အသက်28နှစ်အရွယ်မူဂျိုဆီယာမတအူးနဲ့ပကြီးပြာကမ်းမန်နေဂျာအမျိုးသမီးတူအူးတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင် မလ15ရက်နေ့ကလည်းမန္တလေးမြို့မှာစစ်တပ်ကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ အလိုရှိနေတဲ့လူငယ်တအုပ်ကို PSMS နိပညာနဲ့မော်လမြိုင်အထက်ရန်တရားစီစီရေးဂိတ်မှာဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီ PSMS ဟာဒီပုဂ္ဂိုလ်တအုပ်ချင်းစီကို စစ်ဆေးကြည့်ရှုမှုနဲ့ထိန်းသိမ်းဆောင်ရွက်ရမှာတွေကိုတိတိကျကျစောင့်ကြည့်နိုင်တဲ့နိပညာတစ်ခုဖြစ်လို့ PSMS ကို AI Facial Recognition CCTV Analysis Biometric Data နိပညာတို့နဲ့တိစောက်တာဖြစ်တဲ့အတွက်ဒီပုဂ္ဂိုလ်တအုပ်ချင်းစီရဲ့တည်တံ့ကိုရေးအချက်လက်တွေကိုအလွယ်တကူစောင့်ကြည့်နိုင်တယ်လို့သိရပါတယ်။ Thank <laughs>